မင်္ဂလာပါရှင်ရှင်ရလပိုင်မကနေကြိုဆိုပါရစေ။ဒီနေ့ reading လေးကအပတ်စဉ်ပြုလုပ်ပေးနေတာ Sunday Love Message reading လေးဖြစ်ပါတယ်။အဲ့တော့ဒီနေ့ Sunday Love reading လေးမှာပေါ့နော်။အဲ့တော့မကဘဝတလျှောက်အချစ်ရေးဆိုပြီးတော့မနည်းနည်းလေးလာကြည့်ချင်တယ်ပေါ့နော်။အဲ့တော့ဒါတကယ်ချင်းလေးတွေမှာလည်းအဲ့လိုမျိုးလေးကြည့်ချင်မဲ့သူရှိမလားလို့ပေါ့နော်။ အဆိုတော့ဘဝတခြားအချက်ရေးပေါ့အဲ့တော့ကိုယ့်ရဲ့အချက်ရေးနဲ့ပတ်သက်ပြီးတော့အာဘယ်လိုမျိုးလေးကြုံတွေ့ရနိုင်လဲအာနောက်ဆုံးအင်ထောင်ကျတဲ့အထိရောဘယ်လိုဖြစ်မလဲဒါလေးတွေမို့နည်းနည်းလေးလေ့လာကြည့်ချင်ပါတယ်ရှင်ဆိုတော့အာဒီပုံမှန်တိုင်းပဲမောင်က group လေး၃ခုပေါ့နော်ဒီနေ့ကတော့အယုတ်ကလေးတွေပေါ့အရန်စစ်စရာကောင်းတဲ့အယုတ်ကလေးနဲ့ group လေး၃ခုကိုရွေးချယ်ဖို့အတွက်မွန်စီစဉ်ထားပါတယ်အဲ့တော့ဒါမို့အရန်ကြိုက်တဲ့ selection အယုတ်တွေဆိုတော့ ဲ့တော့ဒီမှာအတကုံလေးစားပြီးတော့ biting ကားနေတဲ့ပုံဝင်လေး group 1လေးပြီးတော့ဝမ်ဝမ်လေးပေါ့နော်ခွေးလေးဝမ်ဝမ်ဆိုခွေးလေးဒါက group 2ပြီးတော့ mickey လေးမိကီလေးပေါ့နော်ဒါက group 3ဖြစ်ပါတယ်အဲ့တော့မိမိနဲ့တက်တဲ့ group လေးတွေမိမိနဲ့တက်တဲ့အယောက်ကလေးတွေကိုရွေးပြီးတော့ကို group လေးတွေရွေးချက်ချနိုင်ပါတယ် အဲ့တော့ဘဝတလျှောက်အခြေရေမလို့လေ့လာကြည့်ကြပါမယ်ရှင်ဒါဆိုရင် group 1ဝန်ဝန်လေးနဲ့ပြန်လာခဲ့ပါမယ်ရှင် မင်္ဂလာပါရှင် Channel Love ပိုင်မကလည်းပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ Sandy Love Message Reading လေးမှာတော့ဘဝတစ်လျှောက်အချစ်ရေးဆိုတဲ့ခေါင်းစဉ်လေးနဲ့မွန်ကလေးလာပေးမှာဖြစ်ပါတယ်။အဲ့တော့ကိုကလည်းကိုရဲ့အချစ်ရေးအကြောင်းကိုတော်တော်များသိချင်ကြမယ်ပေါ့နော်။အဲ့တော့အချစ်ရေးက OK နေအစအစရရအဆင်ပြေပါပြီဆိုတဲ့ group လေးတွေများလားပေါ့နော်။ Okay ကြည့်ရအောင်။ ကိုရဲ့ဘဝတခြားအခြေအေကိုမွားနေမှာအာစပြီးတော့ပြန်ကြည့်ပေးပါမယ် group 1လေးတွေတတိလေးကိုရွေးထားတဲ့ group 1လေးတွေရဲ့ဘဝတခြားအခြေအေကိုမနာလေးလို့ဖြစ်ပါတယ်အဲ့တော့ဆက်ပြီးတော့တွေ့တာ7 of swords ပဲเนาะအဲ့တော့ကဲကိုကပဲ ကိုကပဲဟမ်ထားခဲ့မလားသူကပဲထားခဲ့မလားငါကပဲထားခဲ့တာလားမင်းကပဲထားခဲ့တာလားပေါ့နော်အဲ့တော့ဘာလို့လို့ပါအစ်ချေအေးအဲ့ဒါဆိုရင်ဆက်ကြည့်မယ်ဒါဟာမစ်โอเคဟုတ်ပြီဆိုတော့ဒီ group 1လေးပေါ့เนาะ group 1လေးမှာ ကိုယ့်ရဲ့ဒီငယ်ရွယ်စဉ်ပေါ့နော်ကိုယ့်ရဲ့ငယ်ဘဝမှာအာအသေးခွဲခံခဲ့ရတာမျိုးပေါ့နော်အသေးခွဲခံခဲ့ရတဲ့သူမျိုးလေးတွေတွေ့ရပါတယ်အဲ့တော့ဟိုဘယ်လိုခေါ်မလဲအာ first love ကတော့နည်းနည်းအလံဝေးမဲ့အနေအထားလေးကိုတွေ့ရတယ်အဲ့တော့ first love တို့ဘာလို့လဲဆိုရင်တော့နက်ကွေးတက်တယ်ပေါ့လေအသေးကွေးတက်တယ်ပေါ့ကိုယ်ပလေးမဲ့သူလေးရင်းနေတော့ကိုယ်ကြုံကောင်းကြုံခဲ့ရနိုင်တဲ့အနေအထားလေးတွေကိုတွေ့ရတယ် အဲကိုကလေတခါသေးဘူးပြင်ဖို့နားလေအဲအဲ့ဒီစကားပုံနဲ့ပဲပြောရမလားအဲ့တော့ group 1လေးတွေတော်တော်များများကကိုယ့်ရဲ့အချစ်ရေးကကိုယ့်ရဲ့ပထမဦးဆုံးချစ်သူကိုစပြီးတော့ crush ခဲ့တဲ့သူကကိုယ့်ကိုနည်းနည်းပေါ့နော်ဘာလို့လို့ညာလို့လို့ easy ကလေးတွေလောက်ပြီးတော့မှပပိုင်လောက်သွားတဲ့အနေအထားမှာကိုကလေနောက်လူတွေကိုလည်း ကဲနောက်လူတွေကိုလည်းအချစ်ကိုမယုံကြည်တော့ပါဘူးတို့เนาะအချစ်နဲ့ပတ်သက်ရင်မဖြစ်ဘူးမဖြစ်ဘူးတိစားစဉ်းစားမှဖြစ်တော့မယ်တို့အဲ့လိုမျိုးနဲ့ဒါအချိန်ကြာကြီးပေါ့เนาะအဲ့လိုမျိုးနေခဲ့ပြီးတဲ့သူတွေပေါ့တို့ဝင်မဲ့လေ တော့ဘယ်မှာလဲကိုယ့်ရဲ့ energy ထဲထဲမှာဟိုကအချစ်နဲ့ပတ်သက်ရင်အချစ်နဲ့ကိုနေရမတည့်တဲ့ energy ပေါ့နော်အဲ့တော့အချစ်နဲ့ကိုနေရမတည့်ဘူးမွားတော့ဒီထဲထဲမှာဘာခံစားရလဲဆိုတော့ဒီ group 1လေးတွေရာလေဟိုကိုကကြီးပဲအာအသေးခွဲခံခဲ့ရတော့မဟုတ်ပါဘူးမဟုတ်တော့ဘူးကိုလည်းဟိုကိုယ်ကြိုက်ပါရဲဆိုတဲ့သူတွေကတော့เนาะဝတ်တော့လေတတ်တယ် group 1အဲ့တော့အဲကိုလည်း ကိုလည်းနည်းနည်းတော့ခွဲခဲ့အောင်မှာပေါ့နော်အဲ့ energy လေးကိုတွေ့ရတယ်အဲ့တော့သူ့ခွဲကိုခွဲလေးတွေတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးတွေတွေ့ရပါတယ်နည်းနည်းလေးဟိုလေအာအရှိလူအရှိလူကြောင့်အနောက်လူနဲ့အနောက်အနောက်ကဆက်ဆံရေးပေါ့နော်အရှိလူကြောင့်သူ့ရဲ့အနောက်က ness အာ relationship တွေမှာနည်းနည်းလေးပြဿနာလေးတွေပေါ့နော်အဲ့လိုအတွေးလွန်တာတွေ အာယုံများတာတွေအဲ့လိုမျိုးနဲ့လေအဲပြဿနာလေးတွေဖြစ်ရတတ်တယ်ကိုယ့်ရဲ့အချစ်ရေရလေးကိုယ့်ရဲ့အချစ်ရေရပြောရရင်စေချောတက်ဘဝတော့ကလည်းနည်းနည်း play boy လေးတွေ play girl လေးတွေဒီလိုမျိုးလေးနဲ့လည်းတွေ့ခဲ့သလိုဟိုဘယ်လိုကောင်းလဲ20ကျော်လောက်ရောက်တဲ့အခါမှာလည်းအဲ့လိုမျိုးကိုယ် play လိုက်သူ play လိုက်ပေါ့နော်အဲ့ဒီလိုမျိုးပုံစံမျိုးလေးတွေပလေးတဲ့ဆိုတာအထက်20ကျော်လောက်မှာကျတော့အချစ်ရင်းမှာလေ အာနည်းနည်းလေးပေါ့နော်ပြဿနာအဲစကားများတာအဲခြေတင်ဖြစ်တာဒီလိုမျိုး energy မျိုးလေးတွေတွေ့ရတတ်ပါလေ Okay အဲ့တော့ group 1လေးတွေရဲ့ energy ကိုကြည့်ရတာကတော့ group 1လေးတွေကလည်းအသက်ကြီးရဲ့ဟိုလူပြိုကြီးပြိုကြီးပေါ့နော်လူပြိုကြီးပြိုကြီး energy ကိုနည်းနည်းလေးတွေ့ရတယ်ပေါ့နော်အဲ့တော့အသက်အဲအင်ထောင်ကြမယ်ဆိုရင်တော့မှအသက်30ကျော်40နာနီးတဲ့အရွယ်ဒီအရွယ်ကြမှာအင်ထောင်ကြမဲ့သူမျိုးပုံစံလေးတွေကိုတော့မှတွေ့ရတယ်ပေါ့နော်အဲ့တော့အင်ထောင်ကကြမှာလားလို့မေးရင်တော့ တော့ရကြလေးတွေဆိုရင်တော့လူပြိုကြီး energy တွေနည်းနည်းပုံများတယ်။အိမ်ထောင်ကကြမှာလားလို့မေးရင်တော့အာအိမ်ထောင်ကကြမှာပါ။အိမ်ထောင်ကကြမှာပါ။မောကဘလို့တွေ့ဘလို့တွေ့ရလဲဆိုတော့အသက်ကြီးမှာအိမ်ထောင်ကြမယ်။အဲအသက်ကြီးမှာကိုပေါ့နော်ကိုတွေ့တကယ်ပါတနာဆိုတဲ့ပုံစံမျိုးကိုရမယ်။အဲအဲ့ဒီလိုရတဲ့အချိန်ကြရင်လေလေဟိုဘလို့ကောင်းမလဲ။ အချစ်နဲ့ပတ်သက်ရင်လူတွေတိုင်းကစေချောတတ်ပေါ့နော်အဲ့တော့ကိုကတဖန်ပြန်ပြီးငယ်သွားတယ်လို့ပုံစံမျိုးဖြစ်လိမ့်မယ်အဲ့တော့ငငယ်လေးနဲ့တွေ့ရမှာလားဆိုတော့ငငယ်လေးနဲ့တွေ့ရခြင်းမှာတော့တွေ့ရမယ်ဒါပေမဲ့အာအသက်ကြီးတော့မှကိုကိုကိုကပေါ့နော်ပြန်ပြီးငယ်သွားတယ်လို့မျိုးပေါ့နော်အာအချစ်အကြောင်းကိုအာ 40ကျော်မှာပေါ်ွားစရတယ်လို့ပါလို့ပေါ့နော်အဲအဲ့ဒီလိုမျိုး energy မျိုးကိုတွေ့ရပါတယ်အဲ့တော့ကိုယ့်ရဲ့အခြေရေကတော့အိမ်ထောင်ကြမလားဆိုရင်တော့အိမ်ထောင်ကြမယ့်အနေအထားမှာတွေ့ရတယ်အိမ်ထောင်ရေကတော့နောက်ဟိုဘလိုပဲအရှိမဖြတ်တန်းငယ်ဖြတ်တန်းငယ်နောက်ဆက်တွဲအိမ်ထောင်ရေကတော့ตายရတယ်ကောင်းမှုမယ်ဆိုတဲ့ပုံစံလေးကိုတော့တွေ့ရတယ်အဲ့တော့အရှိပိုင်းမှာတော့တင်ကန်းစာဆိုတာကတော့အာထက်ထက်ပေါ့เนาะအဲ့လိုမျိုးအနေအထားလေးတွေကိုလည်းတွေ့ရပါတယ်ရှင်အဲ့တော့ ဆန်းဆိုင်ရာအဆင်ပြေပါစေလို့ဆုတောင်းပေးပါရစေ။အဲ့တော့ဘလို့ပဲအရှိမဘလို့တွေပဲဖြစ်ခဲ့ဖြစ်ခဲ့နောက်ဆုံးစာမေးဝေးမှာအောင်မြင်မှုအရေးကြီးတယ်လေနော်။အဲ့တော့ group one လေးရဲ့ energy ကတော့အဲ့လို energy လေးပါလို့ပြောပြချင်ပါတယ်။အဲ့တော့အချစ်ရေရကန်ကောင်းပါပါကန်ကောင်းပါစေလို့ဆုတောင်းပေးပါရစေ။အဲ့တော့ bonus လေးအနေနဲ့ဗာကြည့်ပေးမလဲဆိုတော့2025နှစ်ကုန်အထိ group one လေးရဲ့အချစ်ရေ 55နှစ်ကောင်ဒီ group ဝင်လေးရဲ့အချစ်ရရတော့လေကဲဘယ်လိုဖြစ်လဲအဲ့တော့အချစ်ကိုအာအချစ်ကလည်း next year မှမြားတွေ့မလားမသိဘူးအချစ်ကိုတောင်မှ तू ကကဘာလောက်ထားသေးတယ်နော်အဲ့တော့အရန်ပဲငွေရှာငွေဟိုဘယ်လိုကောင်းမလဲငွေရှာတော်တဲ့သူတွေလို့ပြောလို့ရတယ်အဲ့တော့ အာဘဝ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 ရတ္တိရာအတိကအလောကအတိကပဆန်ရှာခြင်းရာအတိကအဲ့ဒီလိုပုံစံမျိုးလေးရင်းနဲ့အချစ်ကိုတောင်ရှာဖွေမတွေ့ရှိဘဲနဲ့အချစ်ကအချစ်ကိုလက်ခံရင်ကောင်းမလားလက်မခံရင်ကောင်းမလားဆိုပြီးတော့တင်းခံနေမဲ့အနေအထားလေးတွေကိုတော့တွေ့ရပါတယ်ရှင်အဲ့တော့ အဆအဆိုင်ရအဆင်ပြေပါစေလို့ဆုတောင်းပေးပါရစေ။အဲ့တော့ group 1လေးကိုမြင်ရတာလေ2026ကြာရင်တော့အချစ်နဲ့ထိတွေ့ခွင့်ရမယ်သူတွေလို့တော့ပို့ပြီးတော့မြင်ရပါတယ်ရှင်။ယေရှုအားကြီးတင်ပါတယ်။အဆအဆအဆင်ပြေကြပါစေရှင်။ မင်္ဂလာပါရှင်ရှင်ရလပိုင်မွန်ကနေပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ Sunday Love Message Reading လေးရတော့ပေါပေါပပလေးပေါ့နော်။အဲ့တော့ဘဝတစ်လျှောက်အချစ်ရေးဆိုတဲ့ဘောင်းရှင်လေးနဲ့မနုလိလာကြည့်ရအောင်နော်။အဲ့တော့ဘဝတစ်လျှောက်အချစ်ရေးရလေဒါမနုစီနာခန္ဓာဟိုအရေးကြီးတဲ့ခန္ဓာတစ်ခုအနေနဲ့လိုအပ်တာပေါ့နော်။အဲ့တော့ဒါ Group 2လေးနဲ့ဘောင်းမှန်လေးရွေးထားတဲ့ဒီခွေးလေး ရွေးချယ်တဲ့ group 2လေးတွေအတွက်ဖြစ်ပါတယ်။အဲ့တော့ group 2လေးရဲ့ဘဝတစ်ချောင်းအခြေအနေ group 2လေးရဲ့ဘဝတစ်ချောင်းအခြေအနေကိုမျှဝေလာကြပါမယ်ရှင်။ See of pentacles တခြားအချစ်ရေတဲ့အဲ့တော့ group 2လေးရေဘဝတခြားမှာတော့လေတလားမောင်က group 2လေးကိုမြင်ရတာ group 2လေးကလေအေးစစ်စစ်နေတတ်တဲ့သူပေါ့နော်တည်တည်ငြိမ်ငြိမ်အေးစစ်စစ်လေးနဲ့ကိုယ့်အနေကိုလေတယောက်ဆိုတယောက်ပထောက်ဆိုပထောက်ပေါ့အဲ့တော့ကိုချစ်တဲ့သူနဲ့ပဲဘလူပဲညာဆိုပြီးတော့ရည်ရှိလက်တွဲသွားမယ်ဘလူပဲညာဆိုပြီးတော့လေအဲ့လိုမျိုးနေခဲ့တဲ့သူမျိုးပေါ့နော်အဲ့တော့ကိုယ့်အနေကိုလေးလေအဲဘလူကောင်လဲအချစ် ချစ်သူရှိတယ်ဆိုရင်တော့မှချစ်သူနဲ့လေအာရည်ရှိမှာပေါ့နော်ဒီချာချာလေးလက်တွဲသွားမယ်ပြုမယ်ဆိုတော့အဲအိမ်ထောင်ပြုမယ်ဘာညာဆိုပြီးတော့ရည်ရွယ်ထားတဲ့သူလေးပေါ့နော်အဲ့လိုမျိုးလူလေးဒါပေမဲ့လေ group 2လေးမှာလေကလေးမမြင်ရမှာဆိုလို့နော်အဲ့တော့ group 2လေးမှာမတောင်းလျှောက်လေတီတီငိမ့်ငိမ့်နဲ့ကို့ဘွားလေးနဲ့ကိုတီတီငိမ့်ငိမ့်အေးစစ်စစ်နေလာရာကနေမှလေ အသက်အရွယ်အပိုင်းခြားတစ်ခုပေါ့နော်အသက်အရွယ်တစ်ခုရောက်တဲ့အချိန်ကြတော့မှအတိငိမ့်ပါပြီဆိုတဲ့အချိန်ပေါ့နော်ပို့ပြီးတော့အဆင်ပြေလာပါပြီဆိုတဲ့အချိန်ကြတော့မှလေနည်းနည်း toxic relationship မျိုးနဲ့တွေ့ရတတ်တယ်အဲ့တော့ကိုနဲ့တောင်းရှောက်ပေါ့နော်ဒီလင်လုံးနေတဲ့ person ကအဲဟိုဆက်ဆံခြင်းမှာအရင်ကိုအတွက်ကိုတကယ်ကိုအဲကောင်းတယ်ပေါ့နော်ကိုအတွက်ကောင်းပြီးတော့မှ ိုယ့်ရဲ့အရွယ်တစ်ခုပေါ့နော်အရွယ်တစ်ခုရောက်တဲ့အချိန်အဲဒါမှမဟုတ်အဲအင်တာဗျူးပြီးတဲ့အချိန်သူနဲ့ကိုယ်နဲ့တိတိချချာပေါ့နော်ဒီလင်းလောက်ပြီးတဲ့အချိန်ကြတော့မှနည်းနည်းလေးပြဿနာရှာတဲ့အနေထားပေါ့နော်အကြိုက်တွဲခဲ့တဲ့အကြိုက်အေးစစ်စစ်တွဲခဲ့ပြီးတော့ခါကြတော့မှအာကိုနဲ့တော်တော်လေးပြင်ပန်းရတဲ့ RS ပေါ့နော်အဲ့ဒီလိုပုံစံမျိုးလေးဖြစ်တတ်တယ်ဒါအချစ်ရရလေအဲ့လိုဆိုတော့ဟိုအချစ်ရနဲ့ပတ်သက်ရင်တော့ အာနည်းနည်း break up တွေပါဖြစ်တတ်တဲ့ energy ကိုတွေ့ရတယ်။ဒါပေမဲ့ဘလို့လူမျိုးနဲ့ break up ဖြစ်မှာလဲဆိုတော့ကိုယ့်ကိုအရင်ပင်ပန်းစေတဲ့သူမျိုးနဲ့ break up ဖြစ်တာမျိုးပေါ့နော်။ဒါမျိုးလေးကိုတွေ့ရပါတယ်။အဲ့တော့ group 2လေးရဲ့ဒီဘဝတစ်ချောင်းအခြေရင်းမှာဟိုအရှိမကိုတော်တော်ကိုရည်ရွယ်ထားတယ်ကိုရဲ့ first love လည်းဖြစ်မယ်ပေါ့နော်အဲ့လိုလူမျိုးတွေကတော့လေဟိုအကြိုက်တွဲခဲ့အကြိုက်ရည်ရွယ်ထားပြီးတော့မှ အာနောက်ပိုင်းမှာပြဿနာတက်ပြီးတော့ break up ဖြစ်တာအဲ့လိုမျိုးပုံစံမျိုးတွေ့ရတယ်။တချို့ group တူလေးတွေမှာအတိုင်းပဲအခြေအနေပေါ့နော်အကြိုက်အဲ move on မို့တော်တော်စူးစမ်းခဲ့ပြီးတော့မှနောက်တစ်ယောက်နဲ့တွေ့ရတဲ့တဲ့ပေါ့နော်အဲ့လိုမှန်ပါခံစားရလဲဆိုတော့ group တူလေးတွေမှာအာပထမ first love တဲ့ အရန်ကိုချင်းအချိန်အကြာကြီးတွဲပြီးတော့ဝေးသွားပြီးတဲ့ခါကျတော့မှ break up ဖြစ်ပြီးတဲ့ခါကျတော့မှနောက်အိမ်ထောင်ကြတာမျိုးပေါ့နော်အိမ်ထောင်ကြတာမျိုးဖြစ်တတ်တယ်နောက်တခြားတရားနဲ့ပေါ့နော်အဲ့လိုမဟုတ်ရင်လေ group 2လေးမှာတချို့လေးတွေမှာအိမ်ထောင်နှက်ဆက်ကြတာမျိုးဖြစ်တတ်တယ်ဒါမျိုးလေးတွေ့ရပါတယ်အဲ့တော့အာဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပထမ relationship ကတော့ ကို့အတွက်တော်တော်လေးကိုပင်ပန်းစေတဲ့ RS ဖြစ်မယ်လို့ယူဆရပါတယ်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော် glue glue လေးတွေနောက်ဆက်တွဲကိုမွန်တစ်ချက်လမ်းကြည့်လိုက်တဲ့အချိန်မှာကြတော့ glue glue လေးရဲ့ နောက်ဆက်တွဲအင်တာဗျူးရကြတော့အသက်ကြီးတော့မှပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့ဒီလိုမျိုးထပ်တွေ့ရတာမျိုးဖြစ်တတ်တယ်အဲ့တော့အင်တာဗျူးကြရင်ကြမကြရင်တော့နောက်ပေါ့နော် situationship လိုမျိုးအဲ့လို energy မျိုး ਨੇ တွေ့ရတတ်ပါတယ်ဆိုတာလေးကိုပြောပြပေးချင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ first love နဲ့ကိုနေရတော်တော်လေးကိုအာ blue twin flames တို့ gamma တို့လိုမျိုး energy မျိုးနဲ့ ဆုံးတွေ့ရတဲ့သူမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးကိုလည်းတွေ့ရပါတယ်ရှင်ဒါ general reading လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတိုင်း group တွေ့ရတဲ့လူတိုင်းကိုမဆိုလိုပါဘူးနော် energy ကြိုက်တဲ့သူဆိုရင်တော့ဒီ energy လေးကိုအာလည်လာလို့ရပါတယ်အတကယ်လို့ဒီဟာတွေကကိုယ့်အတွက် entertainment တစ်ခုအနေနဲ့လည်းသွားမယ်ဆိုရင်တော့လေပြဿနာမရှိပါဘူးကိုယ့်စိတ်ထဲကို negative energy တွေလုံးဝလုံးဝမဝင်ပါစေနဲ့လို့ဒါလေးကိုတော့အထူးပြောပြပေးချင်ပါတယ်နော် okay ဒါဆိုရင် group 2လေးရဲ့2025 အဲ့ဒီအချက်ကြီးကို balance လေးနေနဲ့ကြည့်ပေးပါမယ်ရှင်။ group 2ရဲ့2025နှစ်ကုန်ကြီးအချက်ကြီး the moon three of swords oh okay အဲဒါပေမဲ့လေ ဒါပေမဲ့ group 2လေး2025နှစ်ကောင်တရာတော့လေအဟဟဟစွေးတယ်ဆိုတော့ energy လေးကိုတော့တွေ့တယ်ပေါ့နော်အသေးလေး꽌ပေါ့နော်အဲ့တော့အသေးလေးလည်း꽌လို့꽌ဖခင်တရားလည်းလောက်တာပဲအသေးများလည်း꽌လို့꽌အဲ့ energy လေးကိုတော့တွေ့တယ်ဆိုပေမဲ့သူ့ရဲ့အနောက်မှာတော့ new love ဆိုတဲ့ energy မျိုးလေးကိုလည်းတွေ့ရပါတယ်ဒီမှာဆိုရင်အဲ့လိုမျိုး energy တွေ့တယ်2026မှာ နော်အဲ့တော့2025တိတ်မကြတော့ပါဘူးပြီးတော့မှာပဲနော်ကွဲချင်လဲကွဲပလေးစီပေါ့နော်2026မှာတော့လုံးဝ brand new love ဆိုတဲ့ energy လေးကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ good luck ပါလို့ပြောပြပေးချင်ပါတယ်ရှင်ကျေးဇူးများလေးတင်ပါတယ်အဆအဆအဆင်ပြေပါစေရှင် မင်္ဂလာပါရှင်ရှယ်ဒလက်ပိုင်မွန်ကနေပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ reading လေးကတော့မလို့အပတ်စဉ်ပြုလုပ်ပေးကြ Sunday Lab Message reading လေးဖြစ်ပါတယ်။ဒီနေ့ကတော့ဘဝတလျှောက်ချစ်ရေးဆိုတဲ့ခေါင်းစဉ်လေးနဲ့မလို့ပုပ်ပုပ်ပါလီလေးလာကြတယ်ပေါ့နော်။အဲ့တော့ဒီ energy လေးကဒီအချစ်ရေးဆိုတာကလေအာမလို့ဘဝမှာအခန်းကဏ္ဍအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေလို့ဘဝတလျှောက်ချစ်ရေးဆိုပြီးတော့မလို့ဒါ generally ပေါ့နော်ပုပ်ပုပ်ပါလီ လေ့လာသွားကြမယ်ပေါ့နော်โอเคဒါဆိုရင် group 3လေးပေါ့ Mickey လေးကိုရွေးချယ်ထားတဲ့ group 3လေးအတွက်ကိုမနောလေ့လာကြည့်ပါမယ်ဘဝတခြားအခြေအနေဖြစ်ပါတယ် Mickey လေး group 3လေးအတွက်ဘဝတခြားအခြေအနေ Five of cups တဲ့ Oh ဘဝတခြားအခြေအနေ King of wands the chariot. <laughs> Ace of Cups. Oh my god. Seven of Swords. Okay. Seven of Swords. Ace of Pentacles ကဲ season 1 2 3နဲ့များတော့ကြည့်ရမလားမသိဘူးကဲ group 3လေးရဲ့ဘဝတစ်လျှောက်အချစ်ရင် group 3လေးရဲ့ဘဝတစ်လျှောက်အချစ်ရင် group 3ကတ်တယ်တစ်ထုပ်လုံးကုန်သွားတော့မယ်ထင်တယ်ဟုတ်တယ်ဘယ်လိုပဲဖြစ်ဖြစ်မလို့လေ့လာကြည့်ရအောင် group 3လေးရဲ့ဘဝတစ်လျှောက်အချစ်ရတဲ့နော်အဲ့တော့ group 3လေးငငယ်လေးကလေးရလေးနှလုံးသားလမ်းကြောင်းမှာကျွန့်ခံနေတယ်တို့ဘာလို့ပေါ့နော်အဲ့ဒီလိုမျိုးအချင်းနေပါလေစုံမိလား ဲ့တော့ group 3လေးအာကိုကလေအာချိန်လိုက်ရင်ပါသွားတဲ့ချိန်လိုက်ရင်ပါပါသွားတဲ့သူမျိုးတွေမှလည်းအဲတချို့တော့ group 3လေးတွေပါတယ်တချို့လေးတွေကြတော့လည်းချစ်သူဖြစ်ပြီးခါကြတော့မှ bracket တွေဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကတော့အတကုံရည်ရွယ်ထားတာပဲဒါပေမဲ့လည်းတရားဝီတရားဖြစ်သွားတော့ကျွန်တော်ကျမလည်းမတက်နိုင်ဘူးဆိုတဲ့ energy တဲထဲမှာတော့ရှိတယ်ပေါ့နော်အဲ့တော့ကိုကလေချစ်တယ်ဆိုရင်တွဲတာပဲ ချစ်တဲဆိုရင်သိပ်ပြီးတော့ဒါလေးဝမ်ပြည့်အချစ်တစ်ခုတည်းကိုပဲဦးစားပေးပြီးတော့ချစ်တဲတွဲတဲ့ချစ်တဲတွဲတဲ့အဲ့ဒီလိုမျိုးလေးနဲ့တရားပီးတရားတရားပီးတရားပြောင်းလဲပြီးတော့ဖြစ်သွားပေမဲ့အကုန်လုံးနဲ့လည်းအသေးကွဲတယ်ပေါ့နော်အဲ့တော့ group 3ရဲ့ energy ကကြတော့ပြောရရင်အာရင်ရင်ထဲထဲမှာအသေးကကွဲတယ်ဒါပေမဲ့အပြင် for show မှာကြတော့အရန်အရန်တော့အေးစေးပဲတော့အေးစေးပဲသူဘာမှဖြစ်ဘူးအာအေးစေးပဲ အတယောက်ပြီးတယောက်လေးအဲဘာညာပေါ့နော်အဲလူများတွေကမြင်ပါပေါ့နော်အာကုသရေတယောက်ပြီးတယောက်ပဲအာကောင်းမလေးတွေကောင်းလေးတွေနဲ့အာတယောက်ပြီးတယောက်ပဲသူဟိုဘလို့ကလည်းဘလို့များ move on လဲမသိဘူးအာသူအရင်မိုက်တယ်ဘာညာပေါ့နော်အာကြနေလိမ့်မယ်သူ့ပုံမဲ့ group 3ရဲ့ရှင်ထဲမှာကြတော့သူမှတယောက်နဲ့လည်းအသေးကွဲတယ်နှစ်ယောက်နဲ့လည်းအသေးကွဲတယ်သုံးယောက်မြောက်ကိုလည်းသူအသေးကွဲနေအောင်မှာပဲပေါ့နော်အဲ့ဒီ energy မျိုးလေးကိုတွေ့တယ်ဒါပေမဲ့အခြေပုံမှန်စိတ်နာလားအစိတ်ကုန်လားဆိုတော့ no လုံးဝမကုန်ဘူး အချစ်အပေါ်မှာလေစိတ်ကုန်ခြင်းတော့မရှိဘူးအာထက်တွဲအောင်ပါပဲဆိုတော့ energy မျိုးလေးနဲ့တော့တွေ့ရတယ်အရင်တော့ စစ်စရာကောင်းတယ်အဲ့တော့သူပုံစံကဘယ်လိုလဲဆိုတော့တိတ်ပြီးတော့နှလုံးသားကနှလုံးသားပဲအုံနောက်ဒီပါလာမပြောနဲ့နှလုံးသားထဲမှာရင်ခုန်လာချစ်တယ်ဒါပဲအဲအဲ့လိုလူမျိုးပေါ့နော်ဆိုတဲ့ခါကျတော့သူကဒါပဲလေသူကလေအပြင်းမမှခြင်းတော့သူမြဲအစ်စင်းနဲ့သူအစ်စင်းပဲအပြုံးမပြတ်ဘူးအာသူရဲ့ပုံစံအတိုင်းလေးပဲအလုံးမပြတ်ဘူးအပြုံးမပြတ်ဘူးပုံစံမပြတ်ဘူးအဲ့လိုမျိုးလေးပေါ့နော်အသေးခွဲပဲမသိတာဘူးပေါ့အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့ group 3လေးရဲ့ energy ကလေ မနိုင်ပြောရရင်တော့ဂရုသတိမှလည်းအဆက်မပြတ်ဘူးဆိုတဲ့ energy ကိုတွေ့နေတယ်ပေါ့နော်အဲ့တော့ဟိုအတတကြီးသွားမယ်ဂရုသတိရဲ့ energy ကလေဟိုအမြင်မပြတ်ဘူးပေါ့နော်အခြေနဲ့ပတ်သက်ရင်ပေါ့နော်အဲ့ဒါလေးကိုတွေ့ရပါတယ်အဲ့တော့ဆိုတော့ ဒီဂရုတရိယာတော့လေဥမာဂရု1တို့ဂရု2တို့ဆိုရယ်ဘလို့နဲ့အိမ်တော်ကြွားဝါမယ်အဆုံးသတ်မှာတော့ဘလို့ဖြစ်မယ်ဘယ်ညာဖြစ်မယ်ဆိုပြီးတော့ရှိချင်ရှိမှာပေါ့နော်ဂရု3ရဲ့ energy မှာအဆုံးသတ်မတွေ့ရအဆုံးမတတ်ဘူးအစပြန်ပြန်ရောက်သွားတယ်စစ်စရာအရင်ကောင်းတယ်အဲ့တော့ဟုတ်တယ်မူကြမယ်နော်ဒီမှာ7 or source တွေရော5 or source တွေရောနဲ့ तू က အဲဒီမှာအသည်လေးကွယ်သွားတယ်အဲပြီးတော့ရင် new love တွေတွေ့တယ်ပြီးတော့ရင်အဲပြဿနာတွေဖြစ်တယ်ပြီးတော့ရင် ace of pentacles နဲ့အစအနေပြန်ဖော်တယ်နော်အစအနေပြန်ဖော်ပြီးတဲ့အခါကျတော့မစနေပြေစနေပြေပြီးတော့ရင် move တွေ on နဲ့အာစနေပြေတော့ပြန်ပြီးတော့ရင်အစအနေပြန်ဖော်တယ်ပြီးတော့ရင်အစအနေပြန်ပြေတယ်ပြီးတော့ရင် ace တွေနဲ့ပြန်ပြီးတော့တွေ့တယ်အသည်ပြန်ကွယ်တယ်အဲ့ဒီလိုမျိုးပေါ့နော်သူမှ ဒီမဲ့လေးအဆုံးသက်လိုက်အစပေါ်လိုက်အဲ့လိုမျိုးပုံစံကိုတွေ့ရတယ်အတော်မတက်ဘူးတကယ်ပြောနေရင်လည်းဒီမှာဒီမဲ့တော့တက်တယ်နော်အဲတခါတင်ပေးနေတဲ့ဂျေရောပါအဆုံးသက်သွားတယ်ပြီးရင်တော့အစပြန်ဖို့သေးတယ်အဲပြောတယ်နော်ပြောတယ်ပြောလဲရွှင်တယ်အပြီးတော့ရင်အစပြန်ဖို့လာပြန်ရောပြီးရင်အဆုံးသက်သွားပြန်ရောနော်အဲ့လိုမျိုးဆိုတော့ကဲကရုသမီး အဆုံးမတက်လဲရတယ်ကျမတော့အဆုံးတက်လိုက်တော့ပဲမော်ကတော့အဆုံးတက်လိုက်တော့မယ်ရီဒီယိုလေ तू ကတော့အဆုံးမတက်သေးပါဘူးတဲ့ကရုသမီးကတော့ချစ်မြဲတိုင်းချစ်မယ် ဆက်ချင်မယ်နင်ပါပဲဖြစ်ဖြစ်ချစ်တယ်ကလေးရယ်ဆိုတဲ့ energy ကိုတွေ့ရပါတယ်ရှင်အဲ့တော့ကျေးဇူးများလေးတင်ပါတယ် group 3ဆက်ဆက်အဆင်ပြေပါစေအဲ့တော့ group 3ကိုမင်္ဂ bonus လေးအနေနဲ့အာဒီ2025ရဲ့အချက်ကြီးပေါ့နော်2025နှစ်ကုန်အထိအချက်ကြီးလေးကိုလေ့လာပေးကြည့်ချင်ပါတယ်အရန်ချက်ဖို့ကောင်းသော group 3များကိုယ်လိုဝဲလားမသိဘူးတက်ကြီးပါလဲချစ်နေစေလေလို့ပါအဲ့ဒါကလူတရီလေးကလူတရီလေးနဲ့မှာလဲ ေကုသမီလေးရဲ့2025အချီအခုကဲဘသူလဲအစားဖော်ခြင်းညံပြီလဲကဲပြောအခုဘသူ့ကိုအစားဖော်ဖို့ဆိုရှယ်မီဒီယာတို့ဘာတို့မှချောင်းနေလဲကဲပြောပါရှင်နော်အဲ့တော့အဆင်ပြေပါလေအဆင်ပြေပါလေကျွန်တော်ကျွန်မတယောက်တည်းလည်းအဆင်ပြေတယ်၂ယောက်လည်းအဆင်ပြေတယ်ကျွန်မအဲ့လို၃ယောက်လည်းအဆင်ပြေတယ်ဆိုတော့ energy ပေါ့နော်တကယ်ကို group 3လေးရဲ့ energy ကပေါ့ပါအများတန်းတကယ်ကို အဲအချင်းနဲ့ပတ်သက်ရင်ပေါ့နော်မာနလည်းမရှိဘူးနော်သူပုံစံလေးကဟိုစစ်စရာကောင်းလေးချင်းချစ်တယ်စမပြေမပြေဘူးအဲအဲ့လိုပုံစံမျိုးလေးနဲ့ကိုတွေ့ရတယ်ပေါ့နော်အဲဆိုတော့ကလတ်ပါဆန်းဆန်းစင်ပြေပါစေလို့မုန်ကန်ဆုတောင်းပေးပါရရှင်